ဟယ်လိုဝါလုံးဝဲမင်္ဂလာပါ unit ရှူကနေကြိုဆိုပါတယ်ဆိုတော့ telegraph ရဲ့ပေါ်ပြချက်အရာစောက်တန်တန်ရဲ့ဘက်ကတော့တောက်လျှောက်ဆိုလိုသတင်းတွေထွက်နေတယ်သူတို့ရဲ့လူငယ်ကစားမလေးပြည်သူတိုင်လာဒီပလင်းနဲ့ပတ်သက်ပြီးတော့ဗောနော်လာမယ့်ညရာဒီပြောင်းရွှေ့မှာဝဲချင်းတဲ့အသင်းတွေထံကိုပေါင်တန်း100အထိကျွန်တော်ကတောင်းဆိုသွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်သူတို့ရဲ့ဘက်ကတော့ဗောနော်ဒါကစားမပြည်သူကအဟမ်းလက်ရှိ ဘယ်လိုပြောမလဲအင်္ဂလန်ရဲ့ကျွန်တော်တို့ဒါလူငယ်ကစားသမားတွေထဲမှာဆိုလို့ရှိရင်အကောင်ဆုံးဖြစ်လာနိုင်မဲ့ talent ရှိတဲ့ player တယောက်ဖြစ်သူတို့ကသတ်မှတ်ထားကြတာဆိုတော့သူတို့အနေနဲ့ကစားသမားဖြစ်သူကိုဝယ်ခြင်းနဲ့အသိဉာဏ်ရှိရဆိုရင်ပေါင်သန်း100ကျော်အထိကိုတောင်းဆိုသွားဖို့ပြင်ဆင်ရတယ်ပေါ့ဆိုတော့ဒါကကိုကျွန်တော်ကတော့တကယ်တမ်းပြောရရင်စောက်တန်တဲ့ဘက်ကရောကျွန်တော်တော်တော်ကို challenge ချင်းဖြစ်မဲ့ဒီတောင်းဆိုမှုမျိုးလို့ကျွန်တော်ထင်တယ်ဘယ်သူကမှ dancing သွားတဲ့ကလပ်တင်တစ်ခုရဲ့ပေါ့နော်ကစားသမားတယောက်ကိုတန်တရာနေပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး ယခုရှိတာကစောက်တန်ရဲ့ဘက်ကအကေလူသူတို့ဒီကစားမဖြစ်သူကိုဆက်ပြီးတော့ဒါထားမယ်ဆိုလို့ရှိရင်ဗျာဒါပါတော့တရားဒီ okay ငါတို့တော့ဟိနော်ဟိုဒီကစားမဖြစ်သူကိုမရောင်းချဘူးနောက်တရားဒီဆက်ပြီးတော့ထိမ့်သိမ့်မယ်ဆိုရင်တော့မှအဲ့လောက်ကြီးကြီးတော့ကျွန်တော်ကတော့ဗောနော်အဲလွယ်လေးမယ်လို့တော့ကျွန်တော်မထင်ဘူးဗောနော်ဒါတရားဒီဆက်ထားမယ်နောက်ရဒီတန်တက်လာတဲ့အခါကျလို့ရှိရင်ကစားမဖြစ်သူကိုရောင်းချဖို့ကြိုးပမ်းမယ်အဲ့လိုမျိုးဆိုရင်တော့မှလွယ်လေးမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့တန်တရားဆိုတာကတော့တော်တော်ကြီးကိုအချိန်နေပါတယ်အကယ်လို့ United အနေနဲ့ တကယ်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင်လည်းတန်တရာကြီးပြေဖို့ကတော့မလွယ်ဘူးပေါ့နော်ကိုရီးတွက်ကဆိုတော့တန်တရာကျော်ဆိုတာမျိုးကတော့အတင်းတွက်ကကစားမားတွေအနည်းဆုံး၂ယောက်လောက်ကိုရောင်းချမှကိုပြရမယ်ချင်တယ်မျိုးပဲကာနာကျူကိုရောင်းချမယ်ဆိုပြီးတော့မှမင်းတန်60လောက်ရန်ကန်ကောင်းဗျာရက်ဘူကိုရောင်းဆန်ကျူကိုရောင်း၃ယောက်လောက်ရောင်းပါမင်းတန်တရာလောက်ရမှာအဲ့လောက်ဈေးနဲ့ကျွန်တော်တိုင်လာတပလီကိုကျွန်တော်ခေါ်ရမှာဆိုတော့မလွယ်ဘူးဒါမျိုးလို့ကျွန်တော်ကတော့တန်တရာအထိဘယ်သူကမှပေးပြီးတော့ခေါ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး session နေပဲရှိသေးတာရဲ့ စောက်တန်းဟာတန်းစီမှုအတွက်အချင်းကြီးအများဆုံးဖြစ်နေတယ်ရေဆိုတော့တန်းတရာဆိုတာမျိုးပါကျွန်တော်အနေနဲ့ဒါမလွယ်ပါဘူးဒါအပြင်တခြားကလပ်တင်းတွေရဲ့ဘက်ကလည်းအမှန်ကန်ခေါ်ဝေးကျူးပန်းလာမယ်ဆိုရင်တန်းတရာဒီပေးရမလို့ပဲနေတော့မှရအောင်သူတို့တွေပေါ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ယူယူဆတယ်ဗောနော်ဆိုတော့အသင်းအနေနဲ့ဒီလိုသတင်းတွေထွက်လာလို့ရက်မနေတူမူပြသေးတယ်မှာတကယ်ကျူးပန်းနေတယ်ဆက်ပြီးတော့သွားတင်တယ်တကယ်လို့သူတို့ဘက်ကမဖြစ်မနေဆိုသလို တန်းတရာကြီးတကယ်တောင်းနေတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါလက်လျှော့သိနေပါတော့တခြားကစားမားတွေဆိုလို့ရှိရင်တန်းတရာမပုံကြပဲနဲ့တေဘလင်ထက်အများကြီးပိုကောင်းနိုင်တဲ့ကစားမားတွေကိုကျွန်တော်ဝယ်လို့ရတယ်ဗျာဒါကြောင့်အသင်းနေလက်ရှိတေဘလင်နဲ့ပတ်သက်လို့ရှိရင်ဆက်ပြီးတော့ကျူပန်းမှုတွေရှိလာမလားကျွန်တော်ကြည့်ရမယ်ဒေဂျာရာတကူကတော့အာမက်ဒီယာလို့ကစားမဲ့ right wing back နေရာဒါမှမဟုတ်ဘယ်နော်နေရုနံပါတ်10နေရာမှာကစားသမားတစ်ယောက်ကျွန်တော်နေလို့တယ်ဆိုတော့ဒါကြီးကတော့ဒီ ီးခဲ့တဲ့နေ့ကရောမနေ့လောက်ကရောအတင်းနဲ့ဒီဒီပလင်ရဲ့ကြားထဲမှာဆိုလို့ရှိရင်တရင်နေကျွန်တော်ကတောက်လျှောက်တက်လာပြီးမှကျွန်တော်တွေ့ရတာပေါ့နော်ဒီပလင်ကိုခေါ်ဖို့အတွက်ဒါကျွန်တော်ပရီးမီးယားလိဂ်ကလပ်အတင်းနေအများကြီးအပြင်ကျွန်တော်တွေကောတရင်နေတဲ့ကြောင့်ကျွန်တော်ထွက်ထားတာဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲဒီကြားမားနဲ့ပတ်သက်လို့အတင်းကလည်းပြ16တင်း18တင်းလောက်အထိကျွန်တော်တွေနဲ့ဒီတရင်နေပါဒီကြားမားကိုစိတ်ဝင်စားနေကြတယ်ဆိုတော့အခုလိုတရင်နေထွက်လာတာဆိုတော့တိုင်လာဒီပလင်ဒီ တန်းတရာအထိပေါ့နော်ကျွန်တော်ဆောက်တဲ့နေတဲ့ဘက်ကအလိုရှိနေတဲ့ကစားမဖြစ်တဲ့တကယ်ရောကျွန်တော်ရအောင်ခေါ်ပြကြမလားတန်းတရာဆိုတန်းတရာဈေးနဲ့ကျွန်တော်နေပေါ့နော်ဒါဘေကစားမကိုရအောင်ခေါ်တဲ့နေလို့ညီကလို့ထင်ကြတယ်နော်ဆွေးရကြပါအောင်ဆိုတော့ဒီပလင်ကတော့တန်းတရာဆိုရင်ကျွန်တော်လက်လျှော့တဲ့နေလို့ထင်ကြတယ်နော်ညီကလို့ရဘလိုမြင်ကြလဲအားလုံးကိုကျေးဇူးများညီပါတယ်